မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်။နေပြည်တော်အလေးဝင်တိုက်ခရမီကိုစစ်လော်ဘီများစိုးရိမ်နေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ကရကချင်နယ်ရခိုင်ဒေသများတွင်ထိုးစစ်ဆင်နေသည့်စစ်ကောင်မရှင်ကစစ်တပ်အင်အားအများပြားကိုရင်းဒေသများ၌ဆင်းလွတ်ထားရတဲ့အတွက်စစ်ရုံးချုပ်ဒီရှိယာနေပြည်တော်ကိုတော်လိုက်ရေးတပ်များကအလေးဝင်ရောက်တိုက်ခိုက်မီကိုစစ်လော်ဘီများကစိုးရိမ်လျက်ရှိနေပါသည်။ ဆက်လော်ဘီတို့ဖြစ်သည့်အောင်စီရက၎င်း၏ Telegram Channel ၌နေပြည်တော်လုံခြုံရေးအထူးမြင့်တင်ဖို့လိုအပ်နေတဲ့နေပြည်တော်ရဲ့မိုင်းတရားပတ်လည်တွင် PDF တွေမရှိစေဖို့အထူးစီမံချက်ချပြီးဆောင်ရွက်တဲ့နယ်ဟုရေးသားထားပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ကဒေါ်လာရေးပူးပေါင်းတက်များဟာ drone များအသုံးပြုပြီးနေပြည်တော်ရှိအင်လာလီတက်ကို drone နဲ့တိုက်ခိုက်ခဲ့သည့်ပြင်2024ခုနှစ်နိုဝင်ဘာ25ရက်ကလည်း MICC2 ခန်းမကို drone ဖြင့်ပုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသေးတယ်။ လုံချုံ၏အထူးတင်းကျပ်ထားတဲ့နေပြည်တော်၌မကြာခဏဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့်စစ်ကောမရှင်ဟာအင်အားအများအပြားတိုးချဲ့ပြီးမြို့ရင်းအထိတော်လိုက်ရေးတပ်များဝင်ရောက်လာမှုကိုကာကွယ်ရန်ပုံမလုံဆောင်လာကြောင်းသိရပါတယ်။ဒီကောင်တွေစစ်ရင်အတော်နေနေလို့အခုလိုအဟစ်နေတာဖြစ်မဲ့တပြည်လုံးကိုထိုးစစ်ပြက်လုံနေတော့နောက်မှဟောင်းလောင်းဖြစ်နေပုံရတဲ့နေပြည်တော်ကဗဟိုဌာနချုပ်ဆိုတော့အဲ့ဒါကြသွားရင်စစ်တပ်တစ်ခုလုံးပြိုမာလိမ့်ဟုစင်ရင်းလေးလာသူတို့ကတုံ့တက်ပါတယ်။ တရင်ဌာနကစုံစမ်းသိရှိရတဲ့ချက်လက်များအရစစ်ကော်မရှင်သည်နေပြည်တော်ကိုကာကွယ်နိုင်ရန်အတွက်တိုက်ခိုက်ရေးတပ်ဖွဲ့အင်အား14000ကိုဖြန့်ကျက်ထားသည့်ပြင်ဝန်ထမ်းအင်အားအနီးမှလည်းလုံခြုံရေးတင်းကျပ်ထားကြောင်းသိရပါသည် နေပြည်တော်ကိုပုံမှန်ဝင်ထွက်သွားလာနေတဲ့သူတွေကတော့ဂိတ်တွေမှာစစ်ဆေးတာနေတယ်လူစိမ့်ဆိုရင်တော့တေးချောင်းကိုစစ်တာတမျိုးလုံးမှာလည်းစစ်သားတွေအပြည့်ပဲအထက်ကမြို့ဝင်ထွက်နေဌာနဆိုင်ရာရုံးတွေမှာလုံခြုံရေးပုံများတဲ့စေယုံကျုံလမ်းပိုင်းကတော့တာမန်လူသွားရင်တောင်ပြစ်ခံရဖို့လွယ်တဲ့မြင်ကွင်းလေးကားလမ်းမကြီးကတမျိုးတစ်ခေါက်ကြီးဟုရန်ကုန်မှနေပြည်တော်သို့မကြာခဏသွားရောက်လေရှိသည့်လုပ်ငန်းရှင်တို့က၎င်းမြင်တွေ့နေကြဖြစ်စဉ်ကိုပြောပါရစေ။ ထို့ပြင်စီယုံကျုံနီဒေါ်လာရေးတက်ဖွဲ့များခေါအားမှုမပြုလုပ်နိုင်ရန်ကြိုတင်ကောက်ွယ်သည့်နေဖြင့်စစ်ကောင်မရှင်ကအဆိုပါနေရာအနီးရှိကျေးရွာအချို့၏နေအိမ်များကိုဖေရှားရှင်းလင်းမှုများပြုလုပ်ထားကြောင်းသိရပါသည်။ရင်းပြင်ဒေသောင်းရန်ကောက်ွယ်စနစ်ဂျမ်းမာနှင့်နေပညာဆိုင်ရာပစ္စည်းများကိုပုံမှုတိုးချဲ့ထားသည့်ပြင်ဒရုန်းစောင့်ကြည့်ရေးအဖွဲ့များကိုလည်း24နာရီစောင့်ကြည့်ရေးညွှန်ကြားထားကြောင်းမြေပြင်တရင်ရှင်းမြေ၏တရင်ပေးပို့ချက်အရသိရပါသည်။ ဆက်လက်ပြီးဆုံးရဝန်ထမ်းအင်အားလွှတ်တော်တမရယုံနှင့်အရာရှိအင်များကိုပြင်ပရှင်ဝင်ထွက်ခွင့်များကိုတင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသိရပါသည်။ထို့ပြင်မြို့တွင်အချက်ချာကြသည့်နေရာများလမ်းကြုံလမ်းကွာများနှင့်ဝင်ပေါက်ထွက်ပေါက်များမှဘန်ကားများယာယီတဲများချကလက်နှင့်အပြည့်စုံဖြင့်စစ်သားများစောင့်ကြပ်နေကြောင်းလည်းသိရှိရပါသည်။ဆလတ်တိစေပေမဲ့တရင်ကြောင်းကတော့မြန်မာနိုင်ငံ၏အခြေအနေပုံမှုဆုံးရပြီး ကဲ့ပြီးပုံစံဖြစ်လာတော့လေနိုင်ငံတကာကအရေးယူတုံ့ပြန်ရန်ပြက်ကွက်နေဟုကုလလူခွင့်ရေးကိုယ်စားလှယ်ကဝေဖန်ပြစ်တင်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံ၏ချိန်နေပုံမှုဆုံးရလာနေတော်လဲနိုင်ငံတကာကအရင်းယူတုံ့ပြန်ရန်ပြက်ကွက်နေမှုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးကိုယ်စားလှယ် Trump Andrews ကဝေဖန်ပြစ်တင်လိုက်ပါတယ်။အော်တိုဘာလ29ရက်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ပြုလုပ်သောအကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံ၏တတိယကော်မတီစည်းဝေးတွင်၎င်းကအထက်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်ဆေးရနာသိမ်းပြီးနောက်ဒိနစ်ကျော်ကာလာတွင်အခြေအနေများမှာအဆမတန်ပုံမှုဆိုးရွားလာကြောင်းလူသားချင်းစာနာမှုဆိုင်ရာအခြေအနေများမှာရခိုင်နှစ်ထက်ယခုနှစ်မှာပုံမှုဆိုးရွားလာကြောင်းလက်ရှိမြန်မာပြည်သူပေါင်း22တန်းနီးပါးမှာလူသားချင်းစာနာမှုအကူအညီလိုအပ်နေပြီး16.8တန်းမှာစာနယ်ရိက္ခာမလုံလောက်မှုကိုအပြင်းထန်ရင်ဆိုင်နေရကြောင်း2025ခုနှစ်ရဲ့ဒုတိယသုံးပတ်မှာ ဆရာနာသိမ့်ပြီးနောက်ပိုင်းရက်သားပြမျက်များကိုလေကြောင်းတိုက်ခိုက်မှုအခြေအနေအများဆုံးဖြစ်ပွားခဲ့ကြောင်းကမ္ဘာစားနေရိတ်ခါအစီအစဉ် WFP ရဲ့အချက်လက်များအရရခိုင်ပြည်နယ်လေပိုင်းမှာမိသားစုများ၏59ရာခိုင်နှုန်းမှာအခြေခံစားနေရိတ်ခါလိုအပ်ချက်များကိုပင်မဖြည့်တင်းနိုင်သောကြောင့်၎င်းကရှင်ပြပါသည်အခြေအနေများဆိုးရွားနေခြင်း မြန်မာစစ်တပ်ကဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲပြင်ဆင်နေခြင်းမှာအတုရောင်အလင်းညာသာဖြစ်ကြောင်းအတိုက်ခံများကိုဖမ်းဆီးထိန်သိမ်းထောင်ချထားသဖြင့်လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းရိုဟင်ဂျာပေါ်အကြမ်းဖက်မှုများကိုလည်းနိုင်ငံတကာကအရေးယူရတရားမျှတမှုဖော်ဆောင်ရအရေးကြီးကြောင်း၎င်းကတောင်းဆိုကြောင်းသိရှိရပါသည်။ဝါအရှင်ဆိုပါလားဆိုတဲ့တရင်ဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ နောက်ပါတမှာလောက်သွားတဲ့ NCA စနစ်ပြေဆိုတာမှာပအဝင်ပတ်သက်နေသူအသေးသေးရဲ့သူစနစ်သူသဘောထားအမြင်တွေထုတ်ဖော်သွားကြတာကိုတွေ့လိုက်ရပါတယ်။မင်းအောင်လိုင်းတို့ဇော်မဲလုံးတို့ကတော့ဆေယာနာရဲ့ဗဟုချက်မှာရှိနေသူတွေပြပြီးအာနာကိုတတ်တန်းရှည်စေဖို့ပြောသွားတာပါပဲ။ငင်းချင်ရေးပွဲစားတစုကတော့သူတို့အင်တာဗျူးတွေမှာဆေယာနာကိုမထိပါအောင်ရှောင်းဝင်းပြောဆိုကြပြီးချန်တဲ့သူတွေကိုပါပါတမျိုးထုထုတမျိုးထိပါစော်ကပြောသွားကြတာပါ။တက်ထွက် တက်ထွက်ထောက်ခံသူထိတ်သီးတွေကဒေါက်တာအောင်မျိုးဆိုသူကတော့တင်းထောက်တယောက်ကလင်းရင်နဲ့ဘုံကျဲတဲ့ကိစ္စကိုမေးရမှာသူကအဲ့ဒါကတော့ဝါအက်ရှင်ပါပဲလို့ဖြေသွားတယ်ဝါအက်ရှင်ဆိုတာစီးရေးအရာရေးယူဆောင်ရွက်ရတာပေါ့လေ ရွာလေးကိုတနက်ဖောက်ဝင်သွားတဲ့ပြေးကြမပြေးနိုင်လို့ကြံ့နေသူအကုန်ပြစ်တဲ့ရသမျှအဖို့တန်ပစ္စည်းအကုန်လူပြူစောတိခေါ်ကားနဲ့အကုန်တိုက်တဲ့ပြီးရင်ရွာကိုမိရှို့နောက်ထပ်ဘုံကြီးကျောင်းစာတင်ကျောင်းဆေးရုံအလုံးအခကြီးရဲ့ကြီးမချောင်းလေးရင်နဲ့ပုံချဲဓာရီအလုံးကဝါအရှင်ပဲလို့ဆိုလိုတာပါပဲဝါအရှင်ဆိုတော့ဓာရီကတရားတွေမှန်တယ်လို့ဆိုလိုတာပါ ဝါအရှင်ဆိုတာတွေကတစ်ဖက်သက်လုံလို့ရတာမဟုတ်ဘူးတံပြန်တက်ရောက်မှုလည်းရှိတာပါယူကရိန်းစစ်ကိုကြည့်ပါပထမတော့ရုရှားကတစ်ဖက်သက်ဖျက်ဆီးတာပါပဲလူတွေတက်တယ်စွန့်ရင်ဆောက်အုံတွေလမ်းတွေအရေးပါတဲ့မြို့တွေကိုဖျက်ဆီးတယ်ခုနောက်ပိုင်းကျတော့ယူကရိန်းကတံပြန်လုံလာတာဖြစ်တဲ့ရုရှားရဲ့ရေနံချက်စက်ယုံကြီးတွေဘီလီယံနဲ့ချီတန်တဲ့စစ်လေယာဉ်တွေကိုတရှိုးတွေလျှက်တပြက်ဒရုန်းတွေနဲ့ပြစ်ခတ်ဖျက်ဆီးတာဖြစ်တဲ့ အဲ့ဒီတော့ရင်းနှီးရောက်နေတဲ့ရုရှားဟာတက်စီကိုတက်စီဝယ်နေရပြီးမော်စကိုဟာမလုံခြုံတော့ဘူးပူတင်ကိုလည်းဆင်းပေးဖို့ပြည်သူတွေကဆန္ဒပြနေကြပြီအဲ့ဒီတော့ဒီမှာလည်းနာပါတာဆိုတာပိုးချုပ်အဟောင်းအစ်စ်တွေအကုန်ရှိရာ တက်ထွက်ညွန်မူညွန်ချုပ်အဟောင်းအစ်စ်အကုန်ရှိရာတက်ထွက်အမက်ပြုတ်တွေနဲ့လက်တလောအရွေးခံဖို့ပြင်နေကြတဲ့အမက်လောင်းတွေအကုန်ရှိရာငင်းချမ်းရေးပွဲစားတွေအပါ ထောက်ခံသူ အသေးနဲ့သူတို့မီဒီယာအကုန်ရှိရာ ပြူနေဆွမ်းအားရှင်လူကောင်းတွေရှိတဲ့နေရာပါသူတို့ဟာတနိုင်ငံလုံးကိုဒုက္ခပေးပြီးနာပါတာမှာစားလိုက်တောင်းလိုက်ကာရာအိုကေသွားလိုက်ပျော်ပါနေကြတာဖြစ်တဲ့အဲဒီတော့သူတို့ကလည်းပြည်တွင်းစည်ရဲ့အရာတာကိုခံစားရစေဖို့ဝါအရှင်ယူဖို့အချိန်ရောက်လာပါပြီအခုဟာကမြမသမိုင်းမှာအစိုးရဆုံးပြည်တွင်းစစ်ကိုကြုံနေကြရတာပါလူခွင့်ရေးစုရဖို့ဂျနီဗာကွန်ဗင်းရှင်းလိုက်နာမှုပြိုင်ပွဲဝင်နေတာမဟုတ်သူတေကိုရှင်အပြတ်အသက်စစ်ပွဲပါ ပြည်သူတွေခံစားနေရသလိုခံစားသွားရမှသူတို့ထဲမှာတချို့တလေကသဘောပေါက်လာမှဖြစ်တဲ့ကိုချိုးစည်းဝါးတွေထိခိုက်လာမှအမြင်မဲရလာမှဖြစ်တဲ့နာပါဒဆိုတာစိတ်ယုံတစ်ခုသာမဟုတ်ပါဘူးနာပါဒတစ်ခုလုံးစိတ်ရပြက်မှတ်ပါပဲကွန်တိုတွေဒရုန်းတွေအဝေးပြက်လက်နက်တွေလျှို့ဝဲအင်အားတွေနဲ့ရတဲ့နေရာကနေရသလိုတံပြန်ဝါအရှင်ယူရတော့မှာပါရှိသမျှအင်အားတွေမဟာမိတ်တွေတပ်ပေါင်းစုတွေစုစည်းပြီးနာပါဒမှာအေးအေးညောင်းညောင်းတိုင်းရနေတာတွေကိုဖျက်ဆီးပြရမှာပါဒါကစစ်ဖြစ်နေတာပါဓမ္မဆို ုတော့လေဓမ္မအတွက်တိုက်တဲ့စစ်ပွဲပါတရားကျင့်တရားထိုင်နေတာမဟုတ်ပါဘူးတရုတ်ဒေါ်လန်ရေးမှာမော်စီတုံးပြောခဲ့တာတခုဖက်ဖူးပါတယ်ဒေါ်လန်ကြီးဆိုတာဧည့်သည်ထမင်းဖိတ်ကြွေးတာမဟုတ်သာထိုးပန်းထိုးတာမဟုတ်မြင်းစီပီပန်းကင်ကြည့်တာမဟုတ်ဆိုတာတော်လန်ကြီးကတော်လန်ကြီးနဲ့တူလေကောင်းလေပါပဲဒါဟာရွေးကောက်ပွဲအတွက်ကိုဟန်တာဖို့အကောင်းဆုံးနီလန်းဖြစ်တယ်လို့ပျက်စီးခဲ့ရတဲ့ပြည်သူအိုးအိမ်နဲ့အသက်သွေးချွေးတွေအတွက်အကောင်းဆုံးတံပြန်လက်စားချေမှုဖြစ်ပါတယ်ဒီလိုအရေးယူမှုတွေကြားရတဲ့အခြေအနေကောင်းတစ်ခုပေါ်ထွက်လာ ပေါ်ထွက်လာနိုင်တာလည်းဖြစ်ပါရဲအခုစီးရီးယားကောင်းဆောင်အင်ရှာယာကိုမော်စကိုနဲ့ဝါရှင်တန်ကဖိတ်ကြားရသလိုကုလဆင်မြန်မာတက်ပြီးစကားပြောခွင့်ရတာပါပဲစစ်ရှုံးရင်သူဟာဒေါ်လာ၁၀တန်စုငွေထုတ်ခံထားရတဲ့အကြမ်းဖက်သမားပါပဲဒီမှာလည်းဘလောက်ပဲတရားတဲ့ကုကန်စစ်ဖြစ်နေပါစေရှုံးရင်တော့အကြမ်းဖက်ရာဇဝတ်ကောင်ထက်ပိုရေးစုမရနိုင်ပါဘူး ဆီးရီးယားကစစ်နိုင်တော့ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တယောက်သူရဲ့ခေါင်းတယောက်ဖြစ်လာတာပဲမဟုတ်ပါလားအဲဒါကြောင့်စစ်ကိုစစ်နဲ့တူအောင်တိုက်ကြပါစို့ Go ahead war action to NPT လို့ကြွေးကြော်တိုက်ပွဲဝင်ကြပါစို့